မမေ grace နဲ့တိတ်ပြီးမဆုံးဖြစ်ဘူးဟာကိုကြီးချက်မောင်နဲ့ဆုံးတယ်။အဲဆိုအညီမတို့ကဒီဘက်ကကိုကြီးချက်မောင်ဒီဘက်ကကိုကြီးချက်မောင်ကို size ဆိုညီမတို့ကဒီဘက်က size ပေါ့ကိုသိန်းနဲ့ဆုံးတဲ့ညီမနဲ့ဆရာတစ်ပည့် size ဆိုဒီမျိုးသွားဆုံးတာရှိတယ်။ဟုတ်ပါကိုသိန်းနဲ့ကကြတော့တားဖတ်သူအမြင်ပြောတယ်တားဖတ်နင်းကငါသမီးနော်လို့အမြင်ပြောတော့အပြင်မှာတွေ့လဲကိုသိန်းကအမြင်ဆုံးမှတယ်ဟုတ်အာကိုတိန်ကအမြင်နဲ့အပြင်မှာတွေ့နေဆုံးပါတယ်ပြီးတော့အလိုမျိုးသူ့ကိုစတော့ကြောက်တယ်ဘာလဲနဲ့ရှိန်နေအဲကိုတခါမှလည်းဝိုင်းရင်းတေးဥဆောင်နဲ့တွဲပြီးတော့တေးဥဆောင်ဘူးအဲ့တော့ အစားပြီးတော့ဆရာတပည့်လည်းဖြစ်တယ်ဆိုတော့ကိုကသူကြောက်အောင်မလာငါငါဆရာလူမျိုးဆက်ဆံပေးရမှာလားအဲ့လိုမျိုးဆိုသူ့ဘက်ကပဲအဲ့လို family one camp ပေါ့နော်အဲ shooting မှာဆိုတော့လိုက်စာရဲလိုက်ပြီးခေခေမမေနေတယ်အဲနောက်ပိုင်း shooting နေပြီးသွားတဲ့နောက်ပိုင်းလည်းအဲနေဒီလိုနေဒီလိုထိုင်ဒီလိုမလုပ်နဲ့အဲ့လိုမျိုးလူလင်သေးမရှိပေါ့နော်အကုန်လုံးကိုစောင့်မှပြီးရဲအဲ့အတွက်လည်းကိုတင်ရကျေးဇူးတင်ပါရဲ့နောက်ဆိုညီမစိတ်သက်ကြနေတဲ့အချိန်မှာပါပေါ့နော်အဲနောက်ဆိုမလုပ်တော့ဘူးတော်ပြီနားလိုက်တော့မယ်ဆိုဖြစ်တဲ့အချိန်မှာလည်းကိုတင်ရဲ့စကားတွေကြောင့်အများကြီးဟိုမူတည်ရခဲ့ပေါ့နော် ကြောင့်ကိုသိန်းကိုအမြဲတမ်းကျေးဇူးတင်ပါတယ်ပုံမှန်ဆိုညီမအဲ့လိုအလှူတန်းတော့ဒီအစရာရဲ့ရောရယ်ပေါ့နော်အဲ့အများကြီးမနစ်ကဟိုရှီလာတရင်ကျိုးဆိုလို့ရှိရင်ညီမအဲ့လိုကိုကိုနေကြဖုန်းကြောင်းလေးရှိရယ်ပေါ့အဲဖုန်းကြောင်းလေးမှာညီမလှူဖြစ်တယ်အခုဒီ ဒီလာရဲပေါ့နော်ကထိန်တငန်းဟာဆိုတငန်းကတ်ချင်တယ်ဒါပေမဲ့ဗမာကတ်မလဲမတိရတယ်မတိရဆိုတော့ကိုကတ်နေကြပုံချောင်းအောင်ရှိရပေါ့နော်တခြားလူအပ်တဲ့နေရာလေးလူကျင်တယ်ဆန်းဆန်းလေးလိုက်တော့ဒီဟိုဟာကိုလေးရင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီပုံချောင်းလေးကလူအပ်တာလည်းရှိရဲအဲ့တော့ပြုပြင်ကြရလေး moment ကြရလေးရှိနေတယ်ဆိုတော့ဒီအကြောင်းလေးအတွက်လူအပ်တာလေးကိုတက်လိုက်တာလေးလူတန်းဖြစ်ပါတယ်အဲ့တော့ဒီစပောင်းကုန်ကုန်ကထိန်မိမှလည်းဒီလိုမျိုးတက်ရောက်ပြီးဖြစ်ပါတယ်ရှင့်အဲတိုင်းရင်းတူတာဆိုတော့ခုနပြောတာပေါ့နော်စက်ရင်တော့တော်တာပေါ့အဲ့လို အဲအဓိကရောညီမကရင်ဘက်ဆက်တာများတယ်ဟုတ်ရှမ်းတော့မဆက်ကရင်ဆက်တာအာအမေဘက်ကဆက်တာရှိအဲအဲ့လိုမျိုးရမရှိညီမတို့အဲ့လိုမျိုးကရင်သာဆက်တာပါလို့အမေကလည်းအဲ့လိုကရင်အစ်စ်ကြီးမဟုတ်တော့အဲ့လိုမျိုးကရင်အဲ့လိုမျိုးယူရနဲ့ပတ်သက်ပြီးတိတ်ပြီးတော့မလုပ်ဖြစ်ဘူးပေါ့နော်ဟုတ်နည်းနည်းတော့ဝေးရရှင်အဲ့လိုမျိုးပြောကြလို့တောင်းတောင်းကရင်ဆိုတော့မပြောညီမကြောက်တော့မှဆိုအာညီမဒီလာရပေါ့နော်အခုယာဟာပေါ့ဒီဒီလာလည်းမာတော့ page 1 1 ဆိုတဲ့ယုံကားကြီးတစ်ခုရှိရယ်ပြီးတော့ဒီလားထဲမှာပဲနောက်မှ CV တစ်ခုပေါ့နော်အရေးရောင်များဆိုတဲ့ဇလန်တဲ့ဇလန်တွဲလေးအဲ့ဒါဘာမှလွတ်မှာလဲဆိုတော့ PPTP ရယ်ပြီးတော့ M Entertainment ရယ်ပေါ့နော်နောက်ခုမှတစ်ခုရှိပါတယ်အဲမင်းသားကြောက်ကိုရေးချက်မောင်းမင်းသမီးကြောက်မမ Grace အထဲမှာအဲညီမကြောက်ဒီဘက်သူတို့ site ဒီဘက် site ကပေါ့နော် အဲကိုကြီးကျမတို့လည်းဒီဒီဘက် site ကကိုသိန်းလေးစုနဲ့အတွဲလေးဖြစ်ပိုင်းအောင်နားပါရှင်မမ်မီ grace နဲ့ရောတိတ်ပြီးတော့မဆုံးဖြစ်ဘူးဟောကိုကြီးကျမတို့နဲ့အဆုံးလဲဒါဆိုအဲညီမတို့ကဒီဘက်ကကိုကြီးကျမတို့ဒီဘက်ကကိုကြီးကျမတို့ site ဆိုညီမတို့ကဒီဘက်က site ပေါ့ကိုသိန်းလေးစုနဲ့ညီမနေဆရာတစ်ဘက် site ဆိုဒီမျိုးသွားဆုံတာရှိရဲ့ဟုတ်ကိုသိန်းလေးကကြာတော့တားဖတ်သူအမြင်ပြောရဲတားဖတ်နင်းကငါသမီးနော်လို့အမြင်ပြောရတော့အပြင်မှာတွေ့လဲကိုသိန်းကအမြင်ဆုံးမှရဲဟုတ်အာကိုတိန်ကအမြဲတမ်းအပြင်မှာတွေ့နေဆုံးပါတယ်ပြီးတော့အလိုမျိုးသူ့ကိုစတော့ကြောက်တယ်ဘာလို့လဲနဲ့ရှိန်နေအဲ ဟိုတခါမှလည်းဝိုင်းရင်တေးဥဆောင်နဲ့တွဲပြီးတော့တေးဥဆောင်ဘူးအဲ့တော့အစားပြီးတော့ဆေးရတပည့်လည်းဖြစ်တယ်ဆိုတော့ကိုကသူ့ကြောက်မှာလားငါငါဆေးရလူမျိုးဆက်ဆံပေးရမှာလားအဲ့လိုမျိုးဆိုတော့သူ့ဘက်ကပဲလို family one camp ပေါ့နော်အဲရှူတင်မှာဆိုလည်းလိုက်စားရဲလိုက်ပြီးခေခေမမီနေရဲနောက်ပိုင်းရှူတင်နေပြီးွားရဲနောက်ပိုင်းလည်းအနေဒီလိုနေဒီလိုထိုင်ဒီလိုမလုံးနဲ့အဲ့လိုမျိုးလူလင်သေးမရှိပေါ့နော်အကုန်လုံးကိုစောင့်မှပြီးရဲအဲ့အတွက်လည်းကိုတဲ့ရဲ့ကျေးဇူးတင်ပါရဲနောက်ဆုံးညီမစိတ်တက်ကြနေတဲ့အချိန်မှာပါပေါ့နော်အဲနောက်ဆုံးမလုံးတော့ဘူးတော်ပြီနားလိုက်တော့မယ်ဆိုဖြစ်တဲ့အချိန်မှာလည်းကိုတဲ့ရဲ့စကားတွေကြောင့် အများကြီးဟိုမူတည်ရခဲ့ရပေါ့နော်အဲကြောင့်ကိုသိန်းကိုအများနဲ့ကျေးဇူးတင်ပါတယ်အခုဆိုရှင်လည်းညီမတို့ဆိုအဲဆုံးစိတ်တက်ကြလို့ရှင်ဘာတွေးလဲဆိုဟိုဖះဟောခဲ့ရပေါ့နော်ကိုရဲ့အမြင့်ကိုမကြည့်နဲ့ကိုရဲ့အောက် ကလူကြည့် ကိုကဒီနေရာရောက်နေပြီဟုတ်ပြီအခုဆိုရှင်ညီမတို့ဆိုလည်းစိတ်ကြကြတယ်ဒါပေမဲ့ညီမတို့စိတ်ကြကြပြီမယ်ညီမတို့ကရိုက်နေရသေးတယ်ကွာတိလားအခုဆိုရှင်လည်းခန်းနဲ့ plus မှာဆိုရှင်လည်းဦးဦးလေးမိုးကားမှာတကားပြီးတော့အဲဒီဘက်ကဆရာဦးစကနာကားမှာနှစ်ကားအဲ့လိုမျိုးပါဝင်ထားရရှိရယ်ကွာခန်းနဲ့ plus မှာဆိုလည်း home movie အဲ baby မှာဆိုလည်း series အခြားယုံကားကြီးလည်းတခုရှိရယ်ပေါ့နော်အဲ့တော့ကိုရဲ့အောက်ကလူတွေကြည့်လိုက်တယ်ကွာနောက်အခုမှစပြီးတော့ဒီချီလန်လှမ်းမဲ့သူတွေနောက်ဆုံးမရရပဲနဲ့ထိုင်နေတဲ့လူလည်းရှိရယ်ကွာအဲ့တော့ဩ ငါကတော်ပါသေးတယ်။အော်ငါဒီလောက်တောင်လုံးလောက်ရပါသေးတယ်ဆိုစိတ်နဲ့ပဲဖြည့်သိမ့်နေပြီးတော့ဝါဒနာလေးဝါဒနာတည့်တဲ့အတိုင်းဒီနုပညာဝါဒနာပိုးဆိုတာတော်တော်နဲ့ဖြတ်လို့မရအောင်ညီမဆိုရှင်လူမန်းတိတက်စားရအဲ့လိုဟိုဘာလဲစပင်တူလောက်ပြီးတော့အဲ့လိုတပတ်ကိုလောက်ပြီးတော့လူမန်းတိတက်စားအမင်းသမီးလောက်မယ်ဆိုအဲ့လိုဖြစ်လာတယ်လို့ဆိုတော့ဟိုစူးစမ်းလာခဲ့ရလဲကြာပြီဆိုတော့တောင်းတောင်းတော့လက်မလျှော့ချင်စိတ်တက်ကြတာကြာမှာပဲအဲ့တော့အကုန်လုံးပြောချင်တာကအခုတက်သစ္စာလူငယ်တွေအကုန်လုံးပေါ့နော်အဲကိုနမေမေရတရားဖြစ်နမေရပြီးတော့နမေရကစားပဲဖြစ်ဖြစ် စူးစမ်းကြပါကိုယ့်ရဲ့ပန်းနိုင်ကိုရအောင်လုပ်ကြပါနောက်ဆုံးမရတော့ဘူးဆိုရင်တော့ give up လုပ်လိုက်တော့ give up လုပ်လိုက်ပြီးလုံးဝပြောင်းပေါ်လာတယ်တော့အဲ့ဒါခေါင်းဆုံးချိန်ရပြီးอ่ะဒါပေမဲ့ give up လုပ်ဖို့ဆိုတာလည်းနုပညာတမားအတိုင်းသိပါတယ်ဒီနုပညာပုံမှာ YouTube တက်လူတိုင်း give up လုပ်ဖို့ဆိုတာမနေ့ပါအဲ့တော့စိတ်တက်ကြရင်ပြန်ထပါနှစ်ဆပြန်စူးစမ်းပါအာစိတ်တက်ကြလို့ရှင်တရားထိုင်လေဟုတ်တရားထိုင်လေဘာလို့ဆိုအဲကိုစိတ်ကိုကိုအရင်တင်းနေအောင်ထားလိုက်တယ်ဘယ်သူမှစကားမပြောဘူး online မတက်ဘူးအဲဘယ်သူမှဆက်သွယ်မလုပ်ဘူးပေါ့နော် နောက်ဆုံးတရားထိုင်နေတရားထိုင်နေကိုကိုကိုပြန်ပြီးတုံးသက်တယ်ငါတကယ်ဒီလောက်ကိုဆက်လုံမှာလားဆက်လုံချင်သေးရှိသေးလားအဲ့လိုမျိုးကိုကကိုပဲတုံးသက်ဖြစ်တာများတယ်အဲပြီးသွားပြီဆိုကိုရဲ့ဆရာသမားပေါ့နော်ညီမဆိုလို့ရှိရင်ဘေးဥစ္စာကဏ္ဍရှိရယ်အဲဖေးရှိဖုံးဆက်တယ်ဘေးသမီးတူတူဖြစ်နေရယ် ဘာဆက်လောက်ရမလဲအခါကျရင်အကြံဉာဏ်ကောင်းနေတောင်းတယ်ပြီးရင်နောက်တစ်ယောက်ကိုသိမ့်ပေါ့နော်ကိုသိမ့်ဆိုလို့ရှိရင်လည်းအဲစိတ်ကြကြနေဆိုငယ်လေးနင်ဒီလိုဒီလိုမလုပ်နဲ့ဒီလိုဒီလိုတော့လုပ်ဒီအချိန်မှာစူးစမ်းငါတို့ဆိုဒီလိုဒီလိုသူ့ဘဝနဲ့ရှင်ပြီးတော့အများန်းဆုံးမသေးရဲ့ကိုသိမ့်ဆိုလို့ရှိရင်ပြီးတော့တခြားဆုံးမတဲ့အကိုတွေလည်းရှိရပေါ့နော်အဲသူတို့ရဲ့ motivation တွေယူရအော်အေးပေါ့အဲ့အချိန်ရလို့ရှိရင်ကိုကအဓိကဘာလဲဆိုတော့ negative ကိုမယူဖို့ပြောစင်တယ် ဲ့ချိန်မှာကိုက positive လို့ညာပါကိုက depression ဖြစ်ပြီးတော့ကိုက negative ဖြစ်နေတဲ့အချိန်မှာတခြား negative တွေထပ်သွင်းလိုက်လို့ရှင်စိတ်ကအဟိုးအောက်ကိုထပ်ပြီးဆွဲချအောင်အဲ့တော့အဲ့ချိန်မှာ positive vibe တွေပဲယူ positive thinking တွေပဲတွေးအဲ့လိုဆိုလို့ရှင်ပြန်ပြီးတော့ထပ်ဖို့တော့လွယ်လာလိမ့်မယ်အဓိကကတော့မိသားစုတိုင်းဝမ်းလည်းပါပါတော့ညီမတို့အမှုပညာလုပ်တဲ့လူတွေတော်များကြတော့အကုန်လုံးကဒီခေတ်ဒီခါမှာအကုန်လုံးကမိဘရာတဲ့လားပညာတက်ကြီးဖြစ်စေခြင်းနဲ့အဲစီးပွားရေးလှုပ်စေခြင်းနဲ့ဘယ်သူမှဆိုတော့ဒါတော့မိဘနေရာကိုဝင်ခန်းစားကြည့်လဲမမဟုတ်ကွာမိဘဆိုတာတော့တည့်တဲ့အတိုင်းကိုသားသမီးကို အရွှေပေါ်မြတ်တင်အဲ့လိုမျိုးပဲဖြစ်စေချင်တာပေါ့နော်စင်စည်းငင်းရအဲ့လိုပဲဖြစ်စေချင်တယ်ဒါပေမဲ့အနုပညာလောက်လို့ရှိရင်ဟိုဟာညီမအများန်းတွေးရပြန်ကြားနေကြစကားတခုရှိရပါဆိုတော့မတ်ထထမဟုတ်ပြောခဲ့တာသူ့တမီးလေးကိုဘယ်တော့မှအနုပညာပေးမလုပ်ဘူးဘာလို့လဲတင်မန်းမှာအစိုးလို့အနုပညာလောက်ပြီဆိုလို့ရှိရင်အဲ့အနုပညာတမန်တခြားလူတွေတူစိတ်ကောလူရောအကုန်လုံးမြုပ်နေရတယ်အဲ့တော့လူပင်မန်းလို့ရှိရင်စိတ်လည်းပင်မန်းတယ်စိတ်ပင်မန်းလို့ရှိရင်လူပင်မန်းတယ်အဲ့တော့စိတ်ရောကိုယ်ရောလှုပ်ဆောင်နိုင်မှာတယုံဆောင်နိုင်ဆိုရင်အမရဲ့ဟိုအပြင်မှာတင်လာဒီ ကိုကနေချင်လို့နေလို့ရတယ်ဒါပေမဲ့ကိုကအပြင်မှာဝမ်းနဲ့နေပြီမဲ့အထဲမှာပျော်ဆိုပြောရမယ်ကိုကအပြင်မှာရမ်းပျော်နေပြီမဲ့အထဲမှာငိုဆိုငိုရမယ်ကွာအဲ့တော့စိတ်ကောလူရောနှစ်ရအလုပ်ဖြစ်တဲ့ကြောင့်နှစ်ဆက်ပင်ပန်းတယ်အဲ့တော့ဒီလိုမျိုးပင်ပန်းနိုင်ပေါ့နော်အဲ့ချိန်မှာညီမရဲ့မိသားစုကလည်းကွာအဲ့လိုကြောင်းသွားတက်ဘာတက်ညာတက်လို့မျိုးသူတို့ကလည်းပညာရေးပိုင်းကိုပေါ့နော်ပညာရေးပိုင်းလုံးစီချင်းတဲ့အတွက်ကြောင့်အဲပညာရေးနဲ့ပတ်သက်ပြီးတော့ပြောလာတဲ့အချိန်လေးအဲထားပါတော့ကိုကရိုက်ထားရရှိရလုံနေတယ်ဒါပေမဲ့မတက်သေးဘူးကားရအဲ့ချိန်အတော်အတွင်းမှာလည်းလည်းဂျမ်းပြန်တာပေါ့ နိကာရမတက်သေးဘူးလားဘယ်လိုလဲအခုချိန်နေလောက်လာညီမဆိုရှင်2019နဲ့လောက်လာဆိုကြာပြီကော2019နဲ့အခု2025ဆိုတော့အင်ကလည်းနည်းနည်းတော့ push လုပ်ချင်နေပြီကော်ဒီလောက်ကို give up လုပ်ဖို့အတွက်နည်းနည်း push နေပြီဆိုတော့အဲ့လိုချိန်နေစိတ်ကကြာဒါပေမဲ့အခုချိန်နေခေါင်းမာနေပါတယ်ခေါင်းမာသေးပါတယ်ဟုတ်အဲပမာဆိုလို့ရှိရင်လည်းအခုမှစ조사စဲလူငယ်ပေါ့နော်မအောင်မြင်သေးဘူးလမ်းစားပေါ့အခုမှစရောက်တာအခုမှစ조사အဲ့တော့ဘယ်သူမှမဆိုကိုကိုယ်တိုင်တကယ်ဒီအလုပ်ကိုဘာနာပါရင် ဟောဘယ်လုံးမဆိုပါကိုကဒီလောက်ကိုချင်ဒီလောက်ကလည်းကိုပြန်ချစ်တယ်အဲ့လိုပဲငွေကိုချင်ငွေလည်းကိုပြန်ချစ်တယ်အဲ့လိုစကားဟိုက်နေအတူတူပဲကွာတယ်လားကိုကဒီအမှုပညာကိုတကယ်ချစ်ပါ YouTube ပါလေဆိုရင်မစုံမနဲ့ကြိုးစားပါလွယ်လွယ်လက်မလျှော့ပါနဲ့အမှုပညာဆိုလွယ်လွယ်လက်လျှော့လိုက်တာနဲ့ပြန်ကြောက်သွားမှာပဲအဲ့တော့ကိုဘွားအတွက်ကိုရွေးချယ်ကိုဘွားငါဒီဝါဒနာတကယ်ဝါဒနာပါမအမှုပညာလောကရယ်ဝင်လာဖို့လေအကြံပြုချင်တယ်ပေါ့နော်အရန်ပင်ပန်းပါတယ်စိတ်ကောလူကိုပင်ပန်းတဲ့လူကြောင့်တကယ်ဝါဒနာပါတယ်တကယ်လုံမယ်ဆိုမှချပါအပြစ်ပါတယ်